ါကျွန်တော်တို့အဲ16နှစ်ပေါ့16နှစ်ဆိုတာဒါကျွန်တော်အိမ်တော်သက်ပဲရှိသေးတယ်တကယ်ဆိုရင်ကျွန်တော်အိမ်တော်မကြခင်မှာသူနဲ့ကျွန်တော်နဲ့ကလည်းရေးစားသက်တမ်း17နှစ်အဲ့တော့29နှစ်တောင်ရှိပြီโอเคညီမညီမလေးပဲစာနေရဆုံးအချစ်တွေပဲပေးလိုက်တယ်ဒီဒီခုလက်ရှိအခြေအနေလက်ရှိအသက်အရွယ်လက်ရှိကိုလို့ရဲ့မိသားစုဘဝလေးကိုအရန်အကြိုက်ဆုံးပဲတမိုးထားဆုံးပဲ

အဲ့ဇလန်တွေကပြီးွားပြီပြီးွားတော့ဗရမဒီသပင်ရှေးရထားတာနည်းနည်းလေးအဲဘာခက်ခဲဖြစ်လဲဆိုတော့ခေါင်းလျှော်ရတာခက်ခဲဖြစ်တယ်ကိုဘကိုလျှော်လို့တော့ရပါမယ်ဒရိုင်ယာမှုတ်တဲ့အချိန်ကျနည်းနည်းအလုပ်လျှောက်တာပေါ့အဲ့တော့ဆိုင်မှာပဲသွားလျှော်တော့ရိုက်ခွင်းရလဲမနဲ့သွားတဲ့အချိန်ကစောတော့ဆိုင်ရမဖွင့်သေးဘူးပြန်လာရင်လည်းဆိုင်နေရပြေတော့အဲ့လိုမျိုးပေါ့ဒါခါလေးနေ့ရက်သုံးရက်မှလျှော်ရတော့ခေါင်းကြိုက်တာပေါ့နော်အဲငကိုစပင်းတူနဲ့တော့ တနေ့နှစ်ခါတော့ရှော်နေတာပြောလေအဲ့ဒါလေးတခုပဲအခက်အခဲဖြစ်တယ်အဲ့မဲ့အခုဒီရပြန်ရင်ဒါသပင်ဆက်ထားရလေမဖြူသင်ရဆက်ပေးတာဟုတ်အဲဒီရပြန်ရင်တော့ဖြုတ်တော့70စကားပြီးသွားပြီနောက်တကားရရတော့70 အဲ့လိုမျိုးလေးပေါ့ပထမတော့လေစိတ်တော်နည်းနည်းပူတာပေါ့ကိုနဲ့လိုက်ပါမလားဒါပေမဲ့လေကိုတို့ကလေငကိုတွေကဟိုမျက်နှာကိုဒီတိုင်းပဲအများန်းကြောင်ထားပြီးပေါ်ထားတာပဲများတာပေါ့စပင်အများန်းနောက်လန့်ထားတာများတော့ကိုနဲ့နည်းနည်းလိုက်ဖက်တော့အဆင်ပြေတာပေါ့အဲ့လိုတော့လေမဟုတ်တော့ပါဘူးညီမလေးစပင်ရှေဘောကနည်းနည်းတော့ပူတော်ရင့်တော့ရင့်မယ်နဲ့ဒါကတော့ဟိုလိုက်ဖက်သွားတော့ကိုနဲ့လိုက်ဖက်တဲ့ဒီ ဟုတ်ကဲ့စားဒီဇိုင်းတွေလည်းကိုလည်းရွေးချယ်ရအောင်ဒီမှာလေးအဲ့လိုမျိုးပါပဲအဓိကတော့ကိုကအခုအခုကိုထင်တယ်3လလောက်ရှိပြီဂျင်ဆော့နေအဓိကတော့အာကစားလုပ်လို့ဒီမှာလေအာကစားလုပ်တယ်ချွေးထွက်တော့အသားရေအားစားအရင်တော့ကိုတို့ဆိုပွင့်လင်းပြောရင်လွန်ခဲ့တဲ့အဲ2လကျော်လောက်အထိကိုတို့တွေ aesthetic ကိုအရန်သွားတာကွာခရီးရပြန်လာရင်လည်းသွားအခုအာကစားလုပ်တော့ ်သိအစက်တွေကအရင်ကြီးမလိုတော့မဟုတ်ဘူးပေါ့အရင်ကတော့မလိုတော့တာပေါ့အခုဆိုမနေ့ကဆိုရင်မော်လမြိုင်ရောက်တယ်ရောက်ရောက်ချင်းကိုကမှဟိုတယ်မှာဂျင်မရှိရဆိုဆော့ပြန်အောင်အဲဂျင်ဆွဲနေတာပေါ့အဲ့ဒါကတော့ကောင်းဆုံးဆွဲခြင်းပေါ့ဒီကောင်းဆွဲကောင်းလို့စားလာလားဆက်ရှင်လေး ဖြစ်တဲ့လားဘယ်လိုဖြစ်ပါဘယ်လိုဒီပြောချင်ရတဲ့အမေတရားဖြစ်နေတာဟုတ်လားအဲကိုကတော့တကယ်ပြောတာကိုကိုပြောတာမဟုတ်ကိုဘွားမှသူမရှိလို့မဖြစ်ဘူးအရင်တတိယအဲ့ရတုန်းကလည်းသူကဘန်ကောက်မှာဈေးတော်ကူနေတော့ anniversary နေ့ကအချင်းတင်တဲ့နေ့ရပါတော့17ရက်17လသူမရှိဘူးအဲ29ရက်နေ့မှာကိုတို့တွေရိုက်လိုက်တယ်ရပြီးတော့သူက9ရက်8ရက်နေ့လောက်မှသူသွားတာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဓမ္မတရားပါပဲအခုချိန်ထိလည်းသူပြန်မလာသေးဘူး အဲသူနည်းနည်းလေးဟိုဟာဖြစ်နေတာပေါ့နော်အဲယောဂကုနေရတော့လေအဲ့လိုလေးဆိုအခုဒီကပြန်ရင်လိုက်သွားမှာပေါ့အဲအနီနေပါသူရှာရှာမှတ်တာဟုတ်တာကျောင်းကျောင်းနာပေါ့ကျောင်းနာပေါ့ကိုကိုပြောသလိုပါပဲနောက်ပိုင်းကျရင်အဓိကကိုတို့တွေက ရောင်းနေတယောက်အဲချစ်တယ်တန်ရောစင်လည်းရှိလာတယ်ပြီးတော့အရာရာအမြဲတမ်းဟိုပေါ့တိုင်မင်တိုင်မင်တာပေါ့ဘာလေးပဲလို့လို့ဝယ်စားဝယ်တာအစအတည်ရမလားကိုဆိုလဲတခါလေးဟိုတစ်မျိုးနှစ်မျိုးလောက်ဝယ်သိပြဿနာမရှိဘူးအဲ့လိုမျိုးရွေးချယ်စရာများများလိုက်ကိုနည်းနည်းလေးဆုံးဖြတ်ရခက်တာပေါ့အတူပဲမေးပြတာပေါ့အဲ့လိုမျိုးလေးဆိုတော့အမြဲတမ်းအနာနာပဲရှိစေချင်တာပေါ့ဟုတ်ဟောရောက်သွားပြီโอเคညီမလေးညီမလေးပဲစာနေရအောင်ချစ်တယ်ပဲပြေးလိုက်တယ်ခဲ့ ကိုတို့တွေကအဲ့ဒါတိတ်အေးမကြီးတော့ဟုတ်လားဒီကကိုတို့တွေသမီးလေးတွေကိုတို့တွေစူးစမ်းကြတယ်ဟုတ်တယ်ဟုတ်တယ်သမီးအနာဂတ်အတွက်အဲကိုတို့တွေအဲသမီးကိုလူလောကထဲခေါ်လာတဲ့အတွက် ကိုတို့မိဘတာဝန်ချေခြင်းနဲ့အဲ့ဒီအတွက်ပဲစူးစမ်းတယ်ကိုတို့ကဦးမွေးနေကိုလက်ဆောင်ပေးဖို့သူ့မွေးနေ့သူ့လက်ဆောင်ပေးဖို့ဆိုတော့ကိုတို့တွေလည်းအသက်ကတာ90ဖြစ်လာပြီလေ90နာကတ်နေပြီဆိုတော့အဲ့ဒီဟာကြီးကအဓိကမဟုတ်တော့ဘူးပေါ့ဓမ္မချင်းပါ strength ပေါ်တယ်ပါစစ်ပါသွားပြီ။ကြေကြတော့တကယ်တကယ်တကယ်။အရာရာပဲအခုပွင့်လင်းပြောရင်ညီမလေးရဲ့ကိုဒီဘက်မှာအနုပညာလုပ်ပြီးအဲအရန်မအားမလက်လုပ်နေရတဲ့အချိန်ဆိုရင်ကိုဘကိုတယောက်တည်းဆိုကို ထောပတ်ထမင်းကိုကိုမလုပ်နိုင်တော့။ကိုထောပတ်ထမင်းဆိုသူပဲဘလောက်တောင်သူအရန်ပြင်ပန်းခံတာ။ကိုပြောတယ်တရက်တလေရန်ကုန်မှာရှိတဲ့ရက်တွေဆိုရင်သူကနေတိုင်းသွားတာချက်ချက်တဲ့နေ့တိုင်းသွားတာ။ကိုတို့ကကျတော့စိုင်ခွင့်တာမဟုတ်တော့ pre order ရှိတဲ့နေ့ပဲချက်တာပေါ့နော်။ အဲ့လိုချက်တဲ့နေ့တိုင်းသွားတယ်မနေ့နှစ်နာရီဆိုလဲသွားတယ်လေးနာရီလဲသွားတယ်အဲ့လိုမျိုးသူကဘာလို့ဆိုတော့အဲကလေးတွေကိုလည်းရှိတဲ့အချိန်မှာဖိဖိစီစီလေးဖြစ်အောင်အရသာဆိုလဲသူက customer တွေမကြိုက်မှာအရန်ဆိုရင်အဲ့ဒီထောပတ်တမဲခုချိန်ထိအသက်ရှည်နေတာပေါ့နော်အခုချိန်ထိရက်တည်နေတာလဲတကယ်ကိုသူ့အကြောင်းပဲအဲ့လိုမျိုးအရန်အားကိုးရတာပေါ့နော်ဘာဖြစ်ဖြစ်ဒီကြပါတယ်ကိုကိုအများအားပြောတဲ့စကားပါကိုက အဲဒီဒီအခုလက်ရှိအခြေအနေလက်ရှိအသက်အရွယ်လက်ရှိကိုတို့ရဲ့မိသားစုဘဝလေးကိုအရန်အကြိုက်ဆုံးပဲတန်မိုးထားဆုံးပဲတကယ်ကျွန်တော်ရဲ့ဟိုကျေးဇူးများရည်တင်ပါတယ် အဲကျွန်တော်တို့အဲ16နှစ်ပေါ့16နှစ်ဆိုတာဒါကျွန်တော်အိမ်တောင်သက်ပဲရှိသေးတယ်တကယ်ဆိုရင်ကျွန်တော်အိမ်တောင်မကြခင်မှာသူနဲ့ကျွန်တော်နဲ့ရယ်ရေးစားတက်တန်း17နှစ်အဲ့တော့28နှစ်တောင်ရှိပြီတော့ကိုကဒါညီမလေးဒါမသိရကိုတို့အားကြောင့်17နှစ်မလို့ကိုတို့17ရက်17လမှာမင်္ဂလာဆောင်တာ17ရက်17လ2009မှာဆောင် နဲ့ကိလေးမို့ချက်လို့ပဲ29နှစ်ရှိတယ်အဲ့လိုမျိုးပေါ့အဲ့တော့ဘာဖြစ်ဖြစ်ဟိုအတူယူစရာတွေရှိသလိုအဲဘယ်လိုခေါ်မလဲပညာရတဲ့အနေထားတွေလည်းရှိတာပေါ့အဓိကတော့ကျွန်တော်လူမဆိုးကြပါနဲ့ပေါ့နော်ဒါအဲ့မော့ဟုတ်လားအဲ့လိုပဲပြောရမှာပေါ့ညီမလေးအဲ့မိကုံးမတတ်နဲ့နော်အမတော်ကြောင့်ခလုံးရတယ်အဲ့မလို့ပါဘူးလား အဲဒီကတော့ကိုကမော်လမြိုင်မှာ lucky diamond နဲ့ကိုနှစ်ချိန်ပြစ်သွားပြီပေါ့ပြီးခဲ့တဲ့နှစ်ကလည်းကိုပါတယ်ပေါ့အဲဘာဖြစ်ဖြစ်ဝမ်းသာပါတယ်ဒီလိုမျိုးလုပ်ငန်းတစ်ခုကိုရရှိလုပ်ခွင့်ရတာရောပေါ့နော်ပြီးတော့ဒါမော်လမြိုင်ပြည်သက်တွေနဲ့လည်းဒါကိုသီးသန့်ကြီးလာဖို့ဆိုတာဟိုမလွယ်ဘူးလေအလုပ်တွေကလည်းမအားတာနဲ့ပါနေတာလေဒီလိုမျိုးလာခွင့်ရတာ lucky diamonds ကိုလည်းဒါဥကြောင်းနဲ့အမောင်းကိုလည်းကျေးဇူးများကြီးတယ်ပေါ့နော်